2020ဟွန်နာဝေး125အဆိုင်ကအသေးထွက်လာပြီဖြစ်ပါတယ်။ဒါဘလုံးနေတိုင်းရှိမယ်ဆိုလို့ရှင်တော့ဒါစီးပွားရေးဆိုင်နဲ့ဒါရုပ်ထွက်နေတာစီစားနှုန်းချီတာတွေဒါဆက်လက်ထိန်းသိမ်းထားနိုင်ပြီးတော့ဒါအယောင်သွေးနဲ့ဒီဇိုင်းအစ်တွေပေါဝင်လာနိုင်ပြီးဒါဈေးနှုန်းကဘတ်9000ဝန်းကျင်ရှိမှာဖြစ်ပါတယ်။ဟွန်နာဝေး125အဆိုင်ကဒါ2000မှာစတင်ထုတ်လုပ်ခဲ့ပြီးတော့လက်ရှိချိန်ထိထုတ်လုပ်နေတော့ဖြစ်ပါတယ်။2025မော်ဒယ်နဲ့ပြောင်းလဲလာတဲ့အချက်လက်အနေနဲ့ကတော့မရှိမဖြစ်ဒါလိုအပ်တဲ့ LED headlight အစင်မြင့်တယ် မှုတွေပါဝင်လာရင်ပြီးတော့ဒါအဓိကစက်ပိုင်းဆိုင်ပြောင်းလဲမှုမရှိနိုင်သေးပါဘူးဒီဇိုင်းဘက်မှာတော့ထိုင်းနိုင်ငံရဲ့အကျော်ကြားဆုံးဒါမိသားစု၃ဆိုင်ကဒီဇိုင်းဖြစ်ပါတယ် PGM F5 Fural Injection Situation ကိုအသုံးပြုထားပါတယ်124.89 cc အင်ဂျင်ကိုဒါ air cooling စနစ်နဲ့အသုံးပြုထားပြီးတော့မြင်းခေါင်ရအားဒါ30ဝန်းကျင်ထွက်မယ် top clinch အားကတော့10 newton meter ရှိမှဖြစ်ပါလေ။စီစားလုံးကတကလန်ကိုမိုင်150ဝန်းကျင်လောက်တီးချောင်းနေမှာပါ။ ဒါရရှိနိုင်တဲ့အကြောင်းအရင်းနဲ့အနီးအနက်အပြာမိကိုစသဖြင့်ဒါအခြေခံအကြောင်းတွေရနိုင်ပါလေ Honda Wave 125 INZ ရတာဘတ်9000 9200ဒါ9400ဝန်းကျင်ဈေးရှိမှာဖြစ်ပါတယ်အခုမြန်မာငွေစည်းနဲ့ဆိုလို့ရှင်တော့ဒါဆက်ယုံတိုက်ရိုက်ဈေးရ360ဝန်းကျင်နဲ့ရနိုင်ပါလေအရင်မောင်ငွေစည်းချင်နေတဲ့ဆိုလို့ရှင်တော့120ဝန်းကျင်ပဲရှိမှာပါဘုရမကသာမှာဖြစ်ပါတယ်